အေးမင်းတို့တော့ရောအခုလိုဗယံမတာဖြစ်နေတာအထိတ်မရှိလို့ပေါ့ဘုံဘုံရောင်ကိုပြောင်းလို့ဘာဘာလို့ပြောရမလဲဒီလိုဒါဒါထိတ်မစုမင်းကိုနေရာချပေးမလို့ဟာရှင်ပြဒီလိုအခုနေရာလေးပဲကောင်းတယ်ဗျဟိုဈေးနဲ့လည်းနေသွားလာတာလွယ်တယ်ဗျညို့ဘယ်ပါပြောနေလဲဟုတ်တယ်လေဗျဒီလိုဒီတိုက်ခန်းနေစီးဝါတော်တော်တက်တယ်ဗျတခြားနေရာတော့ချပါပြောနေဗျာဟာဒီကောင်တော်တော်ခက်တဲ့ကောင်ပဲမင်းစကားကိုဝဲလက်ကြောင်မလုံးမနေနဲ့မင်းကအိမ်တော်ရသားချပေးဖို့ပြောတာဗျာအေးငါတပီရင်တကာရင်နေနဲ့ငါတိုင်ပင်ပြီးပြီ သူတို့သမီးလေးနဲ့မင်းကိုသဘောတူတယ်တဲ့မင်းအတွက်စီစဉ်ထားတယ်ဆိုတာအဲ့ဒါပဲဟာဘုဖုံးကဘယ်တပီးရင်တကားရင်းလဲဒီတပီးကဒီရောငယ်ငယ်ကြီးလာတာပဲဘယ်ဘသူသမီးလဲမင်းမသိပါဘူးကွာသူကဒီကိုကြောင်းလာတာမကြသေးဘူးဟာတော်ဒီမင်းမမလူချင်ဘူးညာဒီလိုစီးမရှာတော့ကိုလူချင်တဲ့အတိုင်းတော့မရောက်သေးဘူးဗျအဲ့မင်းမယူတိုင်းဒီလောကီရေးရာဒီအာတော်ကဒီမောဟရည်နဲ့အပူတွေဗျအပူတွေဟေးကမင်းကျိန်လုံးနံပါတ်ဘယ်လောက်ကြိုက်လဲပြောသား ဘယ်နှမအောင်ကြိုက်ပြအေးဒါဆိုရင်ရွာတော်မဲကိုသွားဥမေးမောင်ဒေါ်ကလေးမဆိုရင်ဘလူးဖြစ်ဖြစ်သိတယ်မင်းအဲ့ဒီမသွားစကားပြောကြည့်ဒီနေ့မေခွန်းဖြေဖို့လိုင်းဖွဲလိုက်တဲ့အချိန်မှာဒီဇက်ဝန်ခန်းလေးကိုကြည့်လိုက်ရပါတယ်လွန်ခဲ့တဲ့9နှစ်လောက်ထဲကဒီကားကိုတန်ကားတော်တွေကသာသနာတော်ကို စော်ကားတဲ့ကားဆိုပြီးသတ်မှတ်ထားပါတယ်။ဘာကြောင့်သတ်မှတ်ထားတာလဲဆိုရင်ဘုန်းကြီးကအောင်တယ်လို့တဲ့အခန်းပါနေလို့ပါ။ယဟန်တွေဟာအောင်တယ်လို့မရပါဘူး။အောင်တယ်မယ်ဆိုရင် တင်စရိတ်တသိခါဖို့ရတန်ခါဒိဋ္ဌိအဘတ်တင်ပါတယ်ဇာကြောင့်အချင်းချုပ်ပြောရမယ်ဆိုရင်တော့ဖះရှင်လက်ထက်ကဥဒာယီဆိုတဲ့ယဟန်ဟာမိမမရှိတဲ့ယောက်ျားယောက်ျားမရှိတဲ့မိမတွေကိုဂုံပုတ်တွေပြောပြပြီးတော့တဦးနဲ့တဦးညောင်းအောင်အောင်သွေပေးပါတယ်သူအောင်သွေပေးတဲ့အတိုင်းလဲညားကြပါတယ်ဒီနေ့မှာမိန်းကလေးတယောက်ကအမတန်ချော့အမတန်လှတဲ့အတွက်ကြောင့်တကတော်တယောက်ရဲ့တပည့်ကလိုချင်တဲ့အတွက်သူ့ရဲ့မိခင်ဖြစ်သူထံမှာတွားတောင်းပါတယ်မိခင်ဖြစ်သူကသဘောမတူတဲ့အတွက်ကြောင့် ဥရာကြီးကိုအကူအညီတောင်းတဲ့အခါမှာဥရာကြီးရဲ့အပြောဆိုကောင်းမှုကြောင့်မိခင်ကခွင့်ပြုလိုက်တဲ့အတွက်အဲ့ဒီမိန်းကလေးနဲ့တက်ကတော့ညားသွားပါတယ်။ညားပြီးတဲ့နောက်ပိုင်းမှာမိန်းကလေးကိုဇနီးတယောက်လိုမဆက်ဆံပဲကျွန်လိုဆက်ဆံတဲ့အတွက်ကြောင့်အဲ့ဒီမိန်းကလေးရဲ့မိခင်ကဥရာကြီးကြောင့်ဖြစ်ရတာပါဆိုပြီးအရှင်ဥရာကြီးကိုကဲ့ရဲ့ပြစ်တင်ပြောဆိုပါတယ်။ဒီအကြောင်းအရာကိုဖះရှင်ထံရှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကအောင်တယ်မလို့ရအောင်တယ်လို့မယ်ဆိုရင်တင်စရိတ္တသိက္ခာဖို့ရ တန်ခါတိတ်တိတ်အဘတ်တင့်စီဆိုပြီးသိက္ခာပုပြည့်ညက်ပါတယ်။ဒါကြောင့်ယဟန်တွေဟာအောင်တယ်လို့လို့မရပါဘူး။ဒါကိုမသိဘဲအခုလိုရိုက်လိုက်တဲ့အတွက်ကြောင့်သာသနာတော်ကိုထိခိုက်စေပါတယ်။ဒါကအပြစ်ပြောတာမဟုတ်ပါဘူး။နောက်နောက်ဒီလိုကားမျိုးမရိုက်ဖြစ်ဖို့ရဲ့ကြည့်နေတဲ့လူတွေလည်းပဲဘ ഹു တုတရဖို့ရဲ့ပြောပြခြင်းဖြစ်ပါတယ်။နားလဲပါစေနော်။ဆရာတော်ကိုခရိယံတယောက်ကတိုက်ခိုက်နေပါတယ်တဲ့။ဥစဉ်မြင်ပါတယ်နော်။ဥစဉ်အပါပဲ့ပါသွားတာမဟုတ်လို့မတုတ်ပြန်တာပါ။ အဲတို့တော့ဖရာတရားတန်ကယရနာ၃ပါးကို မဟုတ်မဟုတ်တာတွေနဲ့ဆွဆွဲပြောဆိုလာပြီဆိုရင်တော့အတိညာဉ်နှုတ်နေတဲ့တရားဒဂမတွေယုံမတန်တရားဖြစ်မှာဆိုတဲ့အတွက်ဥစဉ်ကတုတ်ပြန်ရပါလိမ့်မယ်ဥစဉ်တို့မြတ်စွာဘုရားကလည်းပဲဒီကနိကေဗြဟ္မာဇာလတုံးမှာခြေသားတို့ဖရာဤအပြစ်ကိုဖြစ်စေတရားဤအပြစ်ကိုဖြစ်စေတန်ဃာဤအပြစ်ကိုဖြစ်စေမဟုတ်မှန်မှန်တာတွေနဲ့ဆွဆွဲပြောဆိုလာပြီဆိုရင် ဤအကြောင်းကြောင့်လည်းမဟုတ်ဤအကြောင်းကြောင့်လည်းမမှန်ဤအပြစ်သည်ငါတို့၌မရှိဟုပြန်လည်ခြေပပြောဆိုရမယ်လို့ဟောကြားတော်မူထားပါတယ်။ဒါကြောင့်ယရနာ၃ပါးကိုမဟုတ်မဟုတ်တာတွေနဲ့ဆွဆွပြောဆိုလာပြီဆိုရင်တော့ဥစဉ်ကတုတ်ပြန်ရပါလိမ့်မယ်။ဥစဉ်ကိုတိုက်ခိုက်တာကတော့ကျက်တယ်လို့တိုက်ခိုက်ပါစေနော်။အရှင်ဖရာတတ်တော်ထင်ရှားရှိတဲ့ဖရာရှင်ကိုကတ်လူရတဲ့စွန်တန်နဲ့နဲ့ဖရာစင်မှာရှိတဲ့ဖရာစင်တို့ကိုကတ်လူရတဲ့စွန်တန်နဲ့ဟာကုသိုလ်ထတ်တူညီရနိုင်ပါရဲ့လားတဲ့ ဝိမာနဝိတုပါဠိတော်မှာတိဋ္ဌံတိနိဗ္ဗူတိစာပိတမေစိတ်တိတမံဖလံစေတောပဏိတိဟေတုဟိတတ္တာကိစ္ဆန္တိတုတ်ကတိန်လို့ဆိုထားပါတယ်အဘိဓေကတော့တတ်တော်ထင်ရှားဖရာရှင်ကိုဖြစ်စေပရိနိဗ္ဗာန်ဝင်ဆံသွားပြီဖြစ်တဲ့ဖရာရှင်ကိုဖြစ်စေတူမြတဲ့တရားတရားဖြစ်မယ်ဆိုရင်တတ်တော်ထင်ရှားဖရာရှင်ကိုကိုးကွယ်စည်းကပ်တဲ့အကျိုးနဲ့အတူတူပဲလို့ဆိုလိုခြင်းဖြစ်ပါတယ်မိမိက မိမိအိမ်မှာပူဇော်ထားတဲ့စင်တုတော်ကိုတတ်တော်ထင်ရှားဖះရှင်တကယ်တို့သဘောထားပြီးဖန်ကတ်မယ်ဆိုရင်တတ်တော်ထင်ရှားဖះရှင်ကိုဖန်ကတ်လှူရတဲ့အကျိုးနဲ့အတူတူပဲဆိုတာကိုမှတ်သားထားရမှာဖြစ်ပါတယ်နော်အရှင်ဖះမေးလျှောက်ခွင့်ပြုပါဖះအမျိုးသမီးလေးတယောက်ကသူ့ဆန်ရွယ်ရှိကိုတန်ဃာတော်တွေအတွက်ခြေတုပ်လှုပ်ပေးတာကုသိုလ်ရလားဖះငုံမြတ်တဲ့အလှလားဖြေချပေးပါဖះတဲ့ကုသိုလ်အလုပ်ကိုလုပ်တဲ့နေရာမှာ ပညာနဲ့သဒ္ဒါညီညာဖို့လိုပါတယ်ပညာမပါဘဲလှုပ်တဲ့အလှုပ်ဟာကုသိုလ်ရဖို့ထက် အကုသိုလ်ဖြစ်ဖို့ကပိုများပါတယ်ငုံမြတ်မှုလည်းမရှိပါဘူးเนาะယဟန်တွေဟာအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကိုဘယ်နေရာကိုမှထိလို့မရပါဘူးตาရတဲ့စိတ်နဲ့ထိမိမယ်ဆိုရင် ထိမိတဲ့ယဟန်ဟာတန်ခါဒိဋ္ဌိအဘက်တင်ပါတယ်ตาရတဲ့စိတ်နဲ့မဟုတ်ဘဲယူယူသားသားထိမယ်ဆိုရင်လည်းပဲဒုက္ခအဘက်တင်ပါသေးတယ် ဘယ်လိုအကြောင်းကြောင်းနဲ့ပဲဖြစ်ဖြစ်ယဟန်တွေဟာအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကိုဘယ်နေရာကိုမှထိလို့မရပါဘူးအဲ့ဒီလိုထိလို့မရတဲ့အတွက်ကြောင့်မိမိကကုသိုလ်စိတ်နဲ့လုပ်လိုက်တာမှန်တော်လဲပဲယဟန်တွေမှာအာဘတ်တင့်သွားပါတယ်ဒါကြောင့်ဒီလုံရက်ဟာကုသိုလ်ရဖို့ဆိုတာထက်အကုသိုလ်ဖြစ်ဖို့ကလည်းပုံများတယ်လို့ဝန်မြတ်မှုလည်းမရှိဘူးဆိုတာကိုသိထားဖို့လိုပါတယ်နော်အရှင်ဖေရလူစင်မမီရခြင်းမှာဘာအပြစ်လို့လို့ ဖြစ်ရတာပါလေအရှင်ဖေယလူစဲမှမီယာချင်းရဲ့အဓိပ္ပာယ်ကိုတိလိုတော်မူပါတယ်အရှင်ဖေယတဲ့လူစဲမှမီဘူးဆိုတာကကံကောင်းလို့လူဖြစ်တော်လဲပဲ ပရိတန်တေစိတ်ညံ့သွားတဲ့အတွက်ဘဝမပြည့်စုံတာကိုပြောတာပါဖေယဟောမှာလူစဲမှမီတဲ့ပုဂ္ဂိုလ်၁၀ဦးရှိပါတယ်အဲ့ဒီ၁၀ဦးကဘသူတွေလဲဆိုရင်၁ဇစ္ဆန္ဒပရိတန်တေအဖြစ်ကမ်းသူ၂ဇစ္ဆပတိရ ပဋိတန်တွေအားဖြင့်နားထိုင်သူ၃ဇစ္ဆယာနပဋိတန်တွေအားဖြင့်အနံမတိသူ၄ဇစ္ဆမူကပဋိတန်တွေအားဖြင့်စကားမပီထင်ငော့သူ၅ဇစ္ဆအိထပဋိတန်တွေအားဖြင့်ထိုင်မိုင်းဖြင့်အသူ၆ဇစ္ဆုံမတ္တကပဋိတန်တွေအားဖြင့်ယူနှမ်းသူခနှစ်ပန္ထကယုံညံသောအမှုကိုပြုမှကာမဂုဏ်မှီဝဲသူ၈ ဥပဒေါပြင်ဇနကမိမတလက်ယောက်ျားတလက်ဖြစ်သူ ကိုငပုံတကမိမအင်္ဂါလဲမထင်ရှားယောက်ျားအင်္ဂါလဲမထင်ရှားသူတဆေမန်မစကားပြောတဲ့အခါမှာတရွဆွဲ ပြောဆိုရသူအဆိုပါဆယ်ဦးတို့သည်ယူစင်မှမီသောဆယ်ဦးဖြစ်ပါれဘယ်လိုလူမျိုးတွေယူစင်မှမီဖြစ်နိုင်သလဲဆိုရင်ဖရာတရားတန်ကမိဘဆရာသမားတို့ကိုစော်ကားသူတိလာရှိတဲ့ပုဂ္ဂိုလ်တွေကိုစော်ကားသူ အယက်သေးသာတောက်စားသူ ထိုသူတို့သည် ဖြစ်လျာဘဝတိုင်းမှာလူစဉ်မမီတဲ့သူများဖြစ်တတ်ပါတယ်